हाथ में क्या जान से दूध के दुमा से शांत शांत आप आते चाव डेरे चाव पैसा वालू सेवा जाए इंजान लाना दवा का मातू सासी ना लूँ ना कोई आप जाना लूँ लूँ ना जाना ရတော်မဟာဟုတုသာသနာတော်သာသနာတော် ယာဟာအိန္ဒိယနိုင်ငံကဟိန္ဒူဘာသာဝင်အလုံးဇတ်သုံးမျိုးရည်ချိုးတဲ့ရေပူဇံဖြစ်ပါတယ်အိန္ဒိယနိုင်ငံသားတွေဟာအဲ့ဒီရေပူဇံမှာရည်ချိုးတဲ့အခါယောဂဗျာများကင်းစင်တယ်လို့အယူရှိခဲ့ကြပါတယ် ဒီနေရာကတော့မြတ်စွာဘုရားရှင်ပြိဋိဘံဆံတော်မူပြီးတဲ့နောက်ပရမဆုံးသင်္ကာရဏတင်ခဲ့တဲ့နေရာဖြစ်ပါတယ်။ဘုရားရှင်ပြိဋိဘံဆံတော်မူပြီးတဲ့နောက်ဗုဒ္ဓသာသနာတော်ရဲ့အန္တရာယ်ကိုမြင်လာကြောင်းအရှင်မဟာကတ္တပမထေရကြီးကဓမ္မဝိနည်းကိုသင်္ကာရဏတင်ဖို့ဆုံးဖြတ်တော်မူခဲ့ပါတယ်။ရာဇဂိုပြည်ဝေပါရတောင်နှံရံစီရီပင်ပေါက်ရနေရာမှာ အရှင်မဟာကတ္တဗမထေရကြီးကကြည်မူပြီးပရိတံပိဒါပတ္တတေဝိဇ္ဇာဇာလာပညာဖြစ်ကုန်ပြီးရှင်မဟာကတ္တဗအမှုရှိတဲ့ယဟန္တာ900တို့သည်အဇရတ္တမင်းကြီးရဲ့အကူအညီဖြင့်ခုနှစ်လတိုင်းတိုင်းပရမသင်္ဃာယနာကိုတင်ခဲ့ကြပါသည်အခုမြင်တွေ့နေရတဲ့နေရာကတော့ အရှင်မဟာကတ္တမထေရသတင်းသုံးတော်မူခဲ့တဲ့ပိပလိလှိုင်ကူပဲဖြစ်ပါတယ်။အရှင်မဟာကတ္တသတင်းသုံးနေထိုင်ခြင်းကိုအကြောင်းပြုပြီးငဲနာမဲပိပလိကိုအစွဲပြုကာပိပလိလှိုင်ကူလို့ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကအရှင်မဟာကတ္တကိုဒုတိယတရဣတတဲ့ချီးမြှင့်တော်မူပြီးတတိယတာဝကနေရာမှာထားတော်မူခဲ့ပါတယ်။ ဒီနေရာမှာအရှင်မဟာကတ္တဗာမထေရကြီးမမမကျမ်းဖြစ်တဲ့အခါမှာဘုရားရှင်ကိုတော်တိုင်းကြွရောက်တော်မူလာပြီးကတ္တဗာဘုဇင်တုတ်ကိုဟောကြားတော်မူခဲ့တာဖြစ်ပါတယ်အရှင်မဟာကတ္တဗာဟာဘုရားရှင်ပြိဋိနိဗ္ဗာန်ဆံတော်မူပြီးတဲ့နောက်ဗုဒ္ဓသာသနာတော်ကိုပခုံးပြောင်းတာဝန်ယူခဲ့ပြီးဥဆောင်ခဲ့ကာပရမသင်္ကာယနာကိုတင်တော်မူခဲ့ပါတယ်ဒါကြောင့် ဒီပိတ်ပလိကူဟာရာစဂျိုမြို့မှာရှိတဲ့ကျောင်းကြီး၁၈ကျောင်းမှာတကြောင်အပါဝင်ဖြစ်ခဲ့ပါတယ်အခုမြင်တွေ့နေရတဲ့နေရာကတော့ကြောင်လဲဘိညာတွေပဲဖြစ်ပါတယ် မြတ်စွာဘုရားရှင်လက်ထက်ကတာဝတ္ထိနဲ့ရာဇဂိုပြည်တို့ဟာ အလွန်စီကားတဲ့မျိုးကြီးတွေဖြစ်ခဲ့ပါတယ်။ဒီလိုစီကားတဲ့တိုင်းပြည်ကြီးတွေကုန်သွယ်ခဲ့တဲ့လှည်လန်းချောင်းတွေဖြစ်တယ်လို့သတ်မှတ်ခဲ့တဲ့နေရာပဲဖြစ်ပါတယ်။ ယခုမြင်တွေ့ရတဲ့ဇေဒီတော်ကြီးကတော့ဗုဒ္ဓဂယာမြေမြတ်မဟာသို့ဖျားပူးသွားသူတော်ကောင်းများပရမဆုံးမြင်တွေ့ကြရတဲ့အမတမကြီးကျယ်ခမ်းနားလှတဲ့မဟာဗောဓိဇေဒီတော်ကြီးဖြစ်ပါတယ်။ဇေဒီကြီးရဲ့ပရမဆုံးအလှူရှင်ကတိရိဓမ္မာပောကမင်းကြီးဖြစ်ပါတယ်။ဇေဒီတော်ကြီးကိုတဲကြောင်များဖြင့်တိဆောက်ထားတာဖြစ်ပြီးဖနတ်တော်48ပြီးညံတော်အမြင့် 190ပေရှိတယ်လို့သိရှိရပါတယ်။စေရီကြီးရဲ့နိုင်ရန်ကတ်လှိုင်မုတ်တို့မှာဖျားရုပ်ထုတော်များထားရှိပြီးအဆောက်အဦရဲ့လေးမျက်နှာနိုင်ရန်မှာပလဲကုန်းပုံတံများဇံပြံရသည့်ပုံများနဲ့စမ်းကြဲစွာထုလုပ်ခြေသားလိုထားပါတယ်။အခုမြင်တွေ့ရတဲ့ ဗောရိဘေနဲ့ရွှေပလင်ဟာမြတ်စွာဘုရားရှင်ဖျားဖြစ်သူ ရောက်ရှိတော်မူခဲ့တဲ့နေရာဖြစ်သလိုတတ္တတ္တဟာတို့မှာပရမတ္တတ္တဟာလည်းပဲဖြစ်ပါတယ်မြတ်စွာဘုရားဟာဒီနေရာမှာတပ်ပညွတ်ရွှေဉဏ်တော်ကိုရရှိတော်မူပြီးဖျားဖြစ်သူရောက်ရှိပြီးတဲ့နောက်အ ਨੇ ကဇာတိအစရှိတဲ့ဥရန်တို့ကိုကျူးရင်တော်မူခဲ့တဲ့နေရာလည်းဖြစ်ပါတယ်ဖျားလောင်းတော်ဟာ သူစာရာတထေသမီကတ်လူခဲ့တဲ့ကနာနိုစွန်းကိုဖုံးပေးတော်မူပြီးနေရင်စရာမြင့်အနီးအင်ဂျင်တော်မှာကာယကရာတတိဘာဝနာကိုစီးဖြန်းပြီးတဲ့နောက်ညာချမ်းခါမှာဗောဓိမန္တန်ကိုကြွရောက်တော်မူခဲ့ပါတယ်။လန်ခီမှာမျက်ရည်တမသတိရလှူတဲ့မျက်ရှိစုပ်ကို ဒီဗောဓိပင်ရင်မှာ ဖြန့်ခင်းလိုက်ပါတယ်။အဲ့ဒီလိုဖြန့်ခင်းတဲ့နေရာမှာ 14တောင်ကျယ်ဝင်းနဲ့အပရာဇိတပလင်တော်ကြီးပေါ်ထွန်းလိုလာခဲ့ပါတယ်။ဖျားလောင်းတော်ဟာအဲ့ဒီပလင်ထက်မှာထက်ဝယ်ဖွဲ့ခွေထိုင်တော်မူပြီး အာနာပါနဇံကိုဝင်စားကာဖျားမဖြစ်သမျှဤနေရာကငါမထားဟု စတုရင်ကြီးကဝိရိယဖြင့်နေတော်မူခဲ့ပါတယ်။ဖျားဖြစ်သူရောက်ရှိတော်မူပြီးတဲ့နောက်ဖျားဖြစ်ရာ အပရာဇိတပလင်တော်ထက်မှာ ထက်ဝယ်ဖွဲ့ခွေထိုင်နေတော်မူခဲ့ပါတယ်အဲဒီနောက်ပြိဿတမုတ်ပါဒဓမ္မကိုအနုလုံပတိလုံအပြင်စင်ကျင်တော်မူပြီးမြတ်စွာဘုရားဟာဤပလင်ထက်မှာဖလားတမဘတ်ကိုဝင်စားတော်မူပြီးခုနှစ်ရက်ပတ်လုံးတရင်သုံးစံပယ်တော်မူခဲ့ပါတယ်ဒါကြောင့်ဒီနေရာကိုပရမတတ္တဟာလို့ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ် ဒါအပြင်ဒီနေရာဟာဖျားရှင်စုစုပွင့်ရာအောင်မြေဖြစ်တဲ့အတွက်တန်ဝေစနိယလေးဌာနနဲ့အာဝိဇဟိတလေးဌာနနှမျိုးစလုံးတို့မှာ ပါဝင်တဲ့နေရာလေးပဲဖြစ်ပါတယ်။မဟာဘောရိပင်ဟာမြတ်စွာဘုရားရဲ့ဖွားဘက်တော်ခုနှစ်ဦးထဲမှာတစ်ခုအပါဝင်ဖြစ်ပြီးပရိဘောဂဇေဒီတော်ကြီးလည်းပဲဖြစ်ပါတယ်။ အခုမြင်တွေ့နေရတဲ့နေရာကတော့အာနိပိတတတ္တဟာလို့ခေါ်တဲ့ဒုတိယတတ္တဟာပဲဖြစ်ပါတယ်။မြတ်စွာဘုရားရှင်သည်ဘုရားဖြစ်သူရောက်ရှိတော်မူပြီး အပရာဇိတာပလင်ထက်မှာခொနည်းရဲ့ပတ်လုံးစံပယ်တော်မူပြီးတဲ့နောက်ဒီစီရီတော်နေရာကိုကြွချီတော်မူကဗောရိဘင်းရဲ့ရွှေပလင်ကိုမျက်လုံးတော်မမိတ်မတော်တစိမ့်စိမ့်ခြူစားတော်မူခဲ့တဲ့နေရာဖြစ်ပါတယ်။ တ်စွာဘုရားဟာလေးတင်ချီနဲ့ကဘာတသိန်းကာလပတ်လုံးဒါနအစရှိတဲ့ပါရမီတော်တို့ကိုဖြည့်ကျင်တော်မူပြီးမှတပ်ပြုညစ်တာရွှေဉံတော်ကိုရရှိခဲ့တဲ့ထူးမြတ်တဲ့နေရာကိုခုနှစ်ရက်ပတ်လုံးစူးစိုက်ကြည့်တော်မူခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာကိုဒုတိယတတ္တာဟာလို့ခေါ်ဆိုကြတာပဲဖြစ်ပါတယ်။ ်စွာဘုရားရှင်သည်ဖျားဖြစ်ပြီးအာနိမိတတတ္တာဟာကိုလွန်ပြီးတဲ့နောက်ခုနှစ်ရက်ပတ်လုံးဈဉံကြွကဖလားတမဘတ်ဝင်စားခဲ့တဲ့နေရာပဲဖြစ်ပါတယ်ဒီနေရာကတော့ဇင်ကမတတ္တာဟာကိုတတ္တိယတတ္တာဟာပဲဖြစ်ပါတယ်မြတ်စွာဘုရားသည်ပလင်တော်ကိုခုနှစ်ရက်တိုင်တိုင်စိုက်ကြည့်တော်မူနေခဲ့ရာနတ်မြမာတို့ကဘုရားရှင်သည် ရွှေပလင်ကိုမျှခင်မင်တောင်းတခြင်းမပြတ်ထပ်၍ပြုအပ်သောမက်ကိစ္စရှိသေးတယ်လို့အထင်မှားကြပါတယ်။အဲ့ဒီအထင်မှားမှုကိုပယ်ဖျက်ဖို့ကောင်းငင်တို့ပြန်တက်ပြီးရေမိစုံစုံသောတကိုးပြာရီဟာကို ပြတော်မူခဲ့ပါတယ်။အရင်နောက်ကောင်းငင်မသက်စင်းကရတနာစင်းချံကိုဖန်တီးပြီးခုနှစ်ရက်ပတ်လုံးစင်းချံကြွကား လတ်တမာဘတ်ကိုဝင်စားခဲ့တဲ့နေရာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာကိုစင်ကာပူတတ္တာဟာတတ္တိယတတ္တာဟာလို့ခေါ်ကြတာပဲဖြစ်ပါတယ်။ ဒီနေရာကတော့ယရဏကရတတ္တာဟခေါ်စတုထတတ္တာဟပဲဖြစ်ပါတယ်မြတ်စွာဘုရားရှင်သည်ခုနှစ်ရက်ပတ်လုံးဈေးငံကြွပြီးတဲ့နောက်နတ်ပြမတို့ဖန်ဆင်းအပ်သောယရဏကရဆိုတဲ့ယရဏရွှေအိမ်တော်မှာထက်ဝယ်ဖွဲ့ခွေနေတော်မူပြီးအဘိဓမ္မာခုနှစ်ကျမ်းကိုစင်ကျင်သုံးသပ်တော်မူကားဖလားတမဘတ်ကိုဝင်စားတော်မူခဲ့ပါတယ် အဲ့ဒီလိုအဘိဓမ္မာခုနှစ်ကျမ်းကိုသုံးသပ်ဆင်ခြင်ခဲ့ရာနောက်ဆုံးကျမ်းဖြစ်တဲ့ပဋ္ဌာန်းကျမ်းတော်မြတ်ကိုဆင်ခြင်သုံးသပ်တဲ့အခါမြတ်စွာဘုရားရဲ့ကိုတော်မှရောင်ကြီးတော်၆တွယ်ကွန်မြူခဲ့တဲ့နေရာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာကိုယတနာကရတတဟာလို့ခေါ်သလို စတုထတတဟာလို့လည်းခေါ်ဆိုခဲ့ကြတာပဲဖြစ်ပါတယ်။အမောနမောအရှင်ယော 啊，阿萨不比西没米没亚不西奥，没利亚不西奥，穆巴没希亚不西奥，维萨达不西奥，比萨达达比西奥，阿布纳不西奥，干马不西奥，伊卡达不西奥，阿拉比西奥，埃利亚比西奥，萨纳比不奥，梅卡比西奥，萨尼奥达比西奥，维德尤大不西奥。 ာတိပစ္စယောငာတိပစ္စယောဝိကတပစ္စယောအဝိကတပစ္စယောတိသာသာဒီနေရာကတော့အဇပါလာတတ္တာဟာခေါ်ပြင်စမတတ္တာဟာပဲဖြစ်ပါတယ် မြတ်စွာဘုရားရှင်ဟာယရဏဂရရွှေရင်တော်မှာခုနှစ်ရက်တိုင်တိုင်သတင်းသုံးစံပယ်တော်မူပြီးစိတ်ကြောင်းညောင်ပင်လို့ဆိုတဲ့အဇပါလညောင်ပင်ရင်းကိုကြွချီတော်မူကခုနှစ်ရက်ပတ်လုံးဖလတ်တမဘတ်ဝင်စားတော်မူခဲ့ပါတယ်။အဲ့ဒီချိန်ခါမှာပဲမနက်ရဲ့တမိပြူတွေဟာဘုရားရှင်ကိုဖြည့်ဆည်းဖို့ကြိုးစားခဲ့တာကို အောင်မြင်တော်မူခဲ့ပါတယ်။တတတတဟာဆံတော်မူပြီး အဇပါလညောင်ပင်ရင်ကိုတဖန်ကြွားရောက်တရင်တုံးတော်မူတဲ့အခါဖျားရှင်အားတဟံပတိမြမမင်းကဝိနည်းတရဝါပေါင်းတို့အားတရားဓမ္မဟောကြားရန်လျှောက်ထားတောင်းပန်ခဲ့တဲ့အတွေ့တရားတော်ဟောကြားဖို့ဝေခံဂရိမိတ်တော်မူခဲ့တဲ့နေရာလေးဖြစ်ပါတယ်။ဘာသာနဲ့ဒီမျိုးရဲ့နည်း၈ကီလိုမီတာဝေးတဲ့မြေကရောင်တော့သို့အစပိုင်း၅ပါးကိုဓမ္မဆက်ကြာဆိုတဲ့တရားအနတ္တလက္ခဏာသုံးဆိုတဲ့တရားဒီဟောကြားပူရန်ဒီနေရာနေဘုရားရှင်ကိုယ်တော်မြတ်ကြီးခြေချင်းကြွားတော်မူတယ်။ နောက်ဟောဟောကအမြင်ရတဲ့ပုံနာတရားကမေးတယ်။တမနာပြမနာညီချင်းရဲ့အကြောင်းပေါ့။အိန္ဒိယမှာဒီကနေ့ဒီတနင်္သမင်းနေ့ဖြစ်စားတယ်။ဒါကြောင့်ဘုရားရှင်ကိုရောမြတ်လက်ထက်မှာပုံနာတရားကမေးတယ်။ဒါတရားဥစ္စာလို့ပြောလို့မကောင်းတော့ပြောတော့။အဲ့တော့တမနာပြမနာညီချင်းရဲ့ဘာလဲဆိုရင်ဒါနသီလပါဝနာပုံညာကရိယာကုသတရား၁၀ပါးကိုပြုလုပ်တဲ့ပုံပေါ်ပြမနာပဲ။နော်။ ဲ့တော့ဘုသူမြတ်တဲ့ပုံကူပဲလို့ဘုရားရှင်ကိုယ်တော်မြတ်ကပြောပြတဲ့အခါသဘောကျနှစ်ချိန်သွားအဲ့တော့ဦးဇင်းတို့ပါရမီ7ပါးဆွန်ရင်ကြီး9ပါးစရိယ3ပါးရှိတယ်နဲ့လောကဒါစရိယရဲ့ညာဒါဒါစရိယရဲ့ဘုဒ္ဓဒါစရိယဘုဒ္ဓဒါစရိယကိုခင်ဗျားနောက်ဆုံးမှထားတယ်သူ့အတွက်အကျိုးလောကဒါစရိယညာဒါဒါစရိယဆိုတဲ့နေရာမှာညာဒါဒါစရိယလေးကိုနည်းနည်းလေးရှင်းပြခင်ဗျားရှင်ကိုတော်များခင်ဗျားမဖြစ်ခင်မှာတိတ်တသာမင်းသားဘဝပြည့်စုံနေရသည့်ယသောတရာဘဝသည်ဒီဝတ္တ 시민 노바부라 야코마 ဆွာဖျားရှင်သည် အဇပါလညောင်မင်းမှာခုနှစ်ရက်ဆံပေတော်မူပြီးမုံစလိနာရေရိုင်အနီးမှာခုနှစ်ရက်တိုင်တိုင်ဖလတမဘတ်ဝင်စားတော်မူခဲ့ပါတယ်အဲ့ဒီအချိန်တွင်းမှာပဲအခါမဲ့မိုးကြီးကရုတ်တရက်ရွာသွန်းခဲ့ပါတယ်အဲ့ဒီအချိန်မှာရေကန်ကြီးကိုစောင့်တဲ့မုံစလိနာနဂါမင်းဟာမိမိရဲ့ခန္ဓာကိုယ်ကိုပလင်းတပွဲပြုတ်လုပ်ပြီးဥကောင်းတော်ထက်ကပပင်းနဲ့အုံမိုးပြီးဖျားရှင်အား

တတ္တမတတ္တဟာပဲဖြစ်ပါတယ်။ယေဆွာဖျားရှင်သည် မုန်းစလိန်နာရေရိုင်အနီးမှာ ခုနှစ်ရက်တရင်သုံးစံပယ်တော်မူပြီးတဲ့နောက်လင်းလွန်ပင်ရင်မှာ ခုနှစ်ရက်ဆက်လက်ပြီးတရင်သုံးတော်မူကဖလားတမဘတ်ကို ဝင်စားတော်မူခဲ့ပါတယ်။ဒါကြောင့်ဒီနေရာကိုရာဇာယရဏတတ္တဟာလို့ခေါ်ကြတာပဲဖြစ်ပါတယ်။တတတတဟာပြည်လို့49ရဲ့မြောက်တဲ့နေမှာ မြန်မာနိုင်ငံဥက္ကလာမြို့မှာလက်ကုံတဲ့ညီနောင်နှစ်ဦးဖြစ်တဲ့တပုတ်တနဲ့ဗန်လိကာတို့မှာမျက်စွာဖျားရှင်အားမௌချွတ်ချစ်နဲ့ပြားမှုန်စွမ်းတို့ကိုစက္ကန့်လှူဒန်းခဲ့တဲ့နေရာလေးပဲဖြစ်ပါတယ်။အဲ့ဒီနေရာမှာပင်မျက်စွာဖျားရှင်ဟာဂုံတဲ့ညီနောင်တို့အားဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိဟူသောဘေဝါစီကတရဏဂုံနှစ်ပါးကိုပရမအောင်တိစောက်ခွင့်ပေးခဲ့ပါတယ်။ ာမြတ်စွာဘုရားဟောကြားတော်မူအပ်ခဲ့သည့်ဒေသနာများကိုနာကြားမှတ်ယူလျက်ဘုရားဘုရားရှင်ပြိဋိနိဗ္ဗာန်ဇံဝင်တော်မူပြီးသည့်ကာလကြာတော်များလည်းဘုရားအရှင်တပ်ပြည့်ယူရွှေဉဏ်တော်ရတော်မူရာမဟာဘောဓိဌာနဖြစ်တဲ့နေရာကိုရောက်ရှိ၍သော၎င်းမရောက်ရှိနိုင်တော်ညာလည်းအစဉ်အဖြစ်ကြည်လူပြီးယေရှုလိုဖူးမြော်လျက်ပါဗျာ ဖို့ပထမစိတ်ချမ်းသာမှုကအဓိကဝင်ဆောင်မှုကစံပြဖြစ်တဲ့ဖရိုဗုဒ္ဓဂါယဖျားဖို့အခွင့်နဲ့လိုက်ပါကြသောဓမ္မမိတ်ဆွေများအားလုံးမိအိုဖအိုကျေးဇူးဆက်လိုသူများမြဲအားထားရတဲ့ဖရိုဗုဒ္ဓဂါယဖျားဖို့အခွင့်ရဲ့ကိုစားအထူးတင်ကျေးဇူးတင်ရှိပါတယ်။နောက်နေ့နောက်နေ့တွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေ။